အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏ရှင်ဘုရား။အခုပြောဖို့အလှည့်ရောက်လာတာကတော့ကာမတောပနာစိတ်သင်္ခါနီ12နီး။အရမဟာကုသိုလ်စိတ်မှာ၄နီး။ မာဝိဘစိတ်မှာ၄နီးမာကရိယာစိတ်မှာ၄နီးပေါင်းလိုက်ရင်၁၂နီးရှိပါတယ်အားလုံးပေါင်းကာမတောပနာစိတ်မှာသင်္ကနီး၁နီးရှိပါတယ်ရုပ်ဆောင်မာကုသိုလ်စိတ်၈ပါးကိုသွားပါမယ်အဲ့တော့မာကုသိုလ်စိတ်တွေရဲ့ရှင်ပုံရှင်နီးအထက်တောပနာစိတ်တွေရဲ့ရှင်ပုံရှင်နီးကိုကြည့်တော့မယ်ဆိုရင်အညာသမန်းစေတသိက်၃၃ပါးရဲ့ဒီဘက်ကတောပနာအုပ်စု စေတသိက်တွေရဲ့ ဒီနှစ်ခုကိုပဲတွက်ကမှာဖြစ်တယ်အဲ့တော့အညာသမန်းစေတသိက်မှာအားလုံးက73ပါးရှိပါတယ်သောမနာမှာအားလုံးပေါင်း25ပါးရှိတယ်ဒါဆိုရင်လွန်ရောကျွန်ရော38ပါးအများဆုံးထန်ကုန်ရပါလိမ့်မယ်အဲ့ထက်နည်းဖို့ပဲရှိပါတယ်အဲ့ထဲမှာမှအညာသမန်းထဲမှာမှအပေါ်ကတပ်ပစိတ်ဓာတ်9ခုအများတန်းပါမယ်သောမနာထဲမှာသောမနာတာရဏ19ပါးဟာသောမနာစိတ်စိတ်တိုင်းအားလုံးမှာပါမှာဖြစ်တဲ့ကြောင့်ဒီ19ခုအများတန်းပါမယ်အတူလျှော့ကတော့ဒီက6ခုအတူလျှော့ရှိပါမယ် ဒီမှာရှိနေတဲ့6ခုဝိရဒီအပ္ပမညာပညာအဲ့6ခုအတူလျှော့ရှိပါမယ်။ဒါဆိုရင်အဲ့ထရနေပြီးတော့တွတ်သွားရမှာဖြစ်တယ်။ကဲပထမဦးဆုံးမာကုသိုလ်စိတ်ပထမစိတ်ကိုကြည့်ကြရအောင်။မာကုသိုလ်ပထမစိတ်သမဏတသဟကုညာနာတံပြုအသင်္ခါရိကဒုတိယစိတ်ကသမဏတသဟကုညာနာတံပြုသသင်္ခါရိကမာကုသိုလ်မှာတော့အသင်္ခါရိကသသင်္ခါရိကစေတသိက်ရှင်ပုံရှင်နည်းရတော့အတူတူပါပဲ။ အဲပထမဒွေလို့ခေါ်ပါမယ်နောက်တစ်ခါဒါဒုတိယဒွေညာနာဝိပယုတ်ကိုဒုတိယဒွေဥပက္ခသာကုညာနာတံပယုတ်ကိုတတိယဒွေဥပက္ခသာကုညာနာဝိပယုတ်ကိုစတုထဒွေဒီလိုမျိုးတွက်ပါမယ်ရကြည့်ကြရအောင်ကာမတောပနာစိတ်သင်္ဃာနိသနပါကဲကြည့်ကြရအောင်ပထမဒွေဆိုတာကပထမကပထမဒွေဆိုတာနှစ်ခုပထမနှစ်ခု ပထမနှစ်ခုဆိုတာကခုနကပြောခဲ့တဲ့ဒီကညာနာတံပြိုစိအသင်္ခါရိကတန်သင်္ခါရိကနှစ်ခုကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့တော့ပထမအတွင်းမှာအညာသမန်းစေတသိက်က73ပါ။သောပနတာတနာစေတသိက်19ပါ။ဝိရတိ3ပါ။အပ္ပမညာ2ပါ။ပညာ2ပါ။အားလုံးရှင်နိုင်ပါတယ်။38ပါရှင်နိုင်ပါတယ်။ဒုတိယတွင်ဒုတိယတွင်မှာဆိုရင်တော့ညာနာဝိပယုတ်ဖြစ်တဲ့အကြောင်းမလို့ပညာမရှင်တော့ပါဘူး။ အဲ့တော့38တရားတစ်ခုနှုတ်လိုက်38ပါရှင်းနိုင်ပါတယ်တရားတွေအဲ့တရားတွေလည်းကြောက်ဥပက္ခသာအကုန်ဖြစ်သွားပြီပီတိကျင်လိုက်ပါအဲ့တော့ပီတိကျင်အညာသမတ်စေတသိက်က72ပါပဲရှိပါတယ်ကျန်တာကတော့အတူတူပါပဲ39တော်တော်ဒီ39ကဒီမှာကတော့ပညာရော့တယ်ဒီမှာပီတိရော့တယ်အရေးအတွက်39ချင်းတူပင်တူညာတော့လဲအထဲထဲမှာပါတဲ့ quality စေတသိက်ကွာခြားမှုရှိနေပါတယ် နောက်သရုပ်ဓာတ်တွေသရုပ်ဓာတ်တွေရလဲဥပက္ခသာကုတ်ဆိုတော့ပီတိကျင်12ပါ။သောမနာတာရဏ19ပါ၊ဝိရတိယ3ပါ၊အပ္ပမညာက2ပါ။ညာနာဝေပြုတ်ဖြစ်တဲ့တကြောင်မလို့ပညာလည်းမရှင်ပါဘူး။အဲ36ပါရှင်နိုင်ပါတယ်။ဒါဆိုရင်မာကုသိုလ်စိတ်မှာ၄နီးထွက်လာပါတယ်။ပရမတွေ၊တဏီဒုတိယတွေ၊တဏီတတိယတွေ၊တဏီသရုပ်ဓာတ်တွေ၊တဏီဒါ38 39 39 36ဒါ၄နီးထွက်လာပါတယ်။ဒါမာကုသိုလ် စိတ်ပါလေးနည်းနောက်ကမဟာဝိပဿစိတ်ကိုသွားပါမယ်မဟာဝိပဿစိတ်မှာလည်းလေးနည်းရှိပါမယ်အဲမဟာဝိပဿစိတ်မဟာဝိပဿစိတ်မှာဥဒ္ဓတိအပ္ပမညာမရှင်တော့ပါဘူးမရှင်နိုင်တော့ပါဘူးအဲနှုတ်ပေးရမယ်ငါးခုနှုတ်ပေးရပါမယ်ဘာဖြစ်လို့ဥဒ္ဓတိတွေအပ္ပမညာတွေမရှင်နိုင်တာလဲကြီးကြီးကြရအောင်အဲ့တော့ဥဒ္ဓတိက ဘာလို့သဘောမျိုးရှိလဲဆိုရင်ရှောင်ကျင်တဲ့သဘောမျိုးရှိတယ်။ရှောင်ကျင်တဲ့သဘောမျိုးရှိတာကြောင့်မို့လားဝိပဿနာဆိုတာအကျိုးတရားစိတ်တယ်။ကာမဝိပဿနာဆိုတာအကျိုးတရားစိတ်တယ်။နောက်တစ်ပါးကလည်းဝိရဒိနဲ့ပတ်သက်ပြီးတွဲပြောပါမယ်။ဝိရဒိဆိုတာကဒုဒဒုစရိုက်တွေဒုဒဇီဝတွေကနေရှောင်ကျင်တဲ့သဘောလက္ခဏာရှိပါတယ်။အယဟန္တာဆိုရင်ရှောင်စရာမလို့တော့ယဟန္တာရဲ့တဏ္ဍာမှာလည်းဝိရဒိမရှင်နိုင်ပါဘူး။ကရိယာစိတ်တွေမှာလည်းဝိရဒိမရှင်နိုင်ဘူး။ ောက်တစ်ခါအခုက logic weaver site ကြီး logic weaver site ဆိုတာကတစုံတစ်ခုမှရှောင်ကျင်ခြင်းသဘောမရှိဘူးကုသိုလ်ရဲ့အကျိုးတရားတတ်တတ်ပဲဖြစ်တယ်အခုလက်ရှိရှိနေတဲ့ weaver site တွေကအတိတ်ကလောက်ထားတဲ့သူကုသိုလ်ကံတွေရဲ့အကျိုးတရားတတ်တတ်မြတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှောင်မယ်ဆိုတဲ့သဘောမျိုးမရှိပါဘူးဒါကြောင့်မလို့ဒီမှာလဲ weaver site ထဲမှာလဲမရှင်ဘူးဝိရဒိစေတသိက်ကမရှင်ပါဘူးဒါကြောင့် weaver site မှာဝိရဒိစေတသိက်မရှင်ဘူး ဒါကဒီ weaver စိတ်မှာအပ္ပမညာစိတ်တစ်စိတ်လည်းမရှင်နိုင်ဘူးအပ္ပမညာဆိုတာကသူကတတ္တဝါတွေအာယုံပြုပြီးတော့မှမေတ္တာတွေဂရုဏာတွေစသည်အဖြစ်ပွားများများဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒီ weaver စိတ်တွေကအတိတ်ကနေလှုပ်ထားတဲ့ဟာတွေဆိုတော့ကာမတရားကိုအေကံအာယုံပြုတယ်ဒါကြောင့်မလို့အာယုံခြင်းလည်းမတူတဲ့အတွက်ကြောင့်မလို့အပ္ပမညာလည်းမရှင်ဘူးဒါဆိုရင် weaver စိတ်မှာတွေ့တဲ့အခါကျတော့ဝိရတိအပ္ပမညာမပါတော့ပါဘူး၅ပါးဝိရတိ၃ပါးမပါဘူး အပတ်ပညာစေတသိက်နှစ်ပါးမပါဘူး၅ခုမပါတော့ပါဘူးကြည့်ဒါဆိုရင်ခုနအတိုင်းပဲတွေ့ကြည့်ပါမယ်ပထမဒွေပထမဒွေဆိုတာကဟောဒီကပထမဒါဒုတိယဒွေဒါကတတိယဒွေဒါကသတုဒ္ဓဒွေပါကြည့်ကြည့်ပါမယ်အညာသမန်စေတသိက်73ပါးပါပါမယ်သောဘနာစိတ်တွေဖြစ်တဲ့အကြောင်းမလို့သောဘနာတာရဏ19ပါအမြဲတမ်းပါပါမယ်။ဝိရဒိယမပါဘူး၊အပ္ပမညာလည်းမရှင်နိုင်ဘူး။ ပညာစေတသိက်တစ်ပါးပါမယ်ပထမတွေ့ရညာနာတံပြုတ်ဖြစ်နေတဲ့အတွက်ကြောင့်ပညာစေတသိက်တစ်ပါးပါအဲ့တော့ပေါင်းကြည့်လိုက်ပါ33ပါးရှိပါတယ်အဲ့ပထမတွေ့မှာ33ပါးတနည်းပါသူကနောက်တော့ဒုတိယတွေ့အညာသမားစေတသိက်73ပါးသောမနာသာရဏစေတသိက်က79ပါးဒုတိယတွေ့ဆိုတာညာနာဝိပယုတ်စေပါအဲ့တော့ဉာဏ်လည်းမရှင်တော့ပါဘူးတစ်လုံးနှုတ်လိုက်ပါ32ပါးကျန်ပါတယ်တတိယတွေ့ တတရတွေဆိုတာဥပက္ခသာဟုတ်ဖြစ်သွားပြီပီတိကျင်လိုက်ပါအဲ့တော့ဆတ်နှစ်ပါသောမနာတာနာက19ပါဒီနှစ်ခုကမရှင်းနိုင်ဘူးတတရတွေမှာညာနာတံပြုတ်ဖြစ်တဲ့ကြောင့်လူပညာစေတသိက်ထည့်လိုက်ပါပေါင်းလိုက်ရင်32ပါဒီ32ခုကတော့အရေအတွက်တူတယ်ဒီမှာကပညာမပါဘူးဒီမှာကပီတိမပါဘူးအဲ့လိုကြွားချမယ်နော်ဒါမှသူရဲ့စောင့်ပုတ်လေးတောင်ရှိပါတယ်ညံခြင်းပီတိခြင်းညံပီတိခြင်းဆိုပြီးတော့ ဝိပယုတ်အတွက်ဉာဏ်ကျင်မယ်ဥပေက္ခအတွက်ပီတိကျင်မယ်ဥပေက္ခလည်းဖြစ်တယ်ဒါသုဒ္ဓတွေအတွက်ပေါ့ဥပေက္ခလည်းဖြစ်တယ်ဉာဏဝိပယုတ်လည်းဖြစ်နေတယ်ဉာဏဝိပယုတ်လည်းဖြစ်တယ်ဥပေက္ခလည်းဖြစ်နေတယ်ဆိုရင်ဉာဏ်ပီတိကျင်ဒါသုဒ္ဓတွေအတွက်နော်ဒုတိယတွေတတိယတွေသုဒ္ဓတွေအဲ့အတွက်ဉာဏ်ကျင်ပီတိကျင်ဉာဏ်ပီတိကျင်အဲ့လိုမှတ်ထားလဲရပါတယ် အဲ့တော့တခါသရုတ်တော်တွင်မှာထုံးစံအတိုင်းပဲပိဋိကျင်12ပါသောပနာတာနာ19ပါပညာထပ်နှုတ်လိုက်မယ်အဲ့တော့32ပါရှင်းပါတယ်တဟာမာဝိဘတ်မှာရှိတဲ့မာဝိဘတ်စေသင်္ကန်းဒီ၄နီးပါအားလုံးတို့ကရမအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှစ်ဖြာအကျမ်းမှချမ်းသာဖြစ်ရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားထုတရားမြတ်များလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ